ဇွန်လ9ရက်မှာအန်ဝေပြည်နယ်ကို မိုးသည်ထန်စွာရွာသွန်းပြီးမိုးသည်ကျွေတဲ့ပြင်းထန်တဲ့မုန်တိုင်းတစ်ခုဝင်ရောက်ခဲ့ပါတယ်။ကောင်းငင်တစ်ခုလုံးမဲမှောင်ပြီးလေကလည်းအဆင့်တစ်ဆယ်ထိတိုက်ခတ်ခဲ့ပါတယ်။မိုးနဲ့မိုးသည်တွေကဗရင်းပေါက်တွေနဲ့ကားတွေကိုပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့ပြီးလမ်းတွေကလည်းချက်ချင်းဆိုသလိုမြစ်တွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ကိုကျိုးပြည်နယ်ရဲ့ဒေတာတော်တော်များများမှာလဲရေကာတာတွေကရေလွတ်တာနဲ့အတူမိုးသည်ထန်စွာရွာသွန်းတာတွေဖြစ်ခဲ့ပြီးကြီးမားတဲ့ရေကြီးရေရှမ်းဘေးကိုဖြစ်စေခဲ့ပါတယ် ရေပေးတဲ့နေရာတိုင်းမှာရေပြင်ကျဲကြီးပဲရှိပြီးတက်စီဆုံးရှုံးမှုကလည်းအကြီးအကျယ်ဖြစ်ခဲ့ပါဗျ။ဂူကျိုးမှာရှိတဲ့တရားတော်တော်များများလည်းရေစီးနဲ့မျောပါသွားခဲ့ပါဗျ။ဇွန်လ22ရက်နေ့မှာဂူဟောက်ကွန်ကျန်းခရိုင်မှာဆောက်လုပ်ဆဲတရားတစ်ခုဟာရေထဲမျောပါသွားခဲ့ပါဗျ။ဒီတရားဟာ2025ခုနှစ်ဒီဇင်ဘာမှာပြီးဖို့စီစဉ်ထားတဲ့တရားအတွင်ပြောင်းစီမံကိန်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါဗျ။ဒီတရားကတူလူမြစ်ကိုဖြတ်ကျော်ထားတာဖြစ်ပေမဲ့မပြီးခင်မှာပဲပြည့်စည်သွားတာကြောင့်ဆောက်လုပ်ရေးရေသွေးနဲ့ပတ်သက်ပြီး လူမှုစိုးရိမ်မှုတွေတိုးပွားလာခဲ့ပါတယ်။ဒေသခံတယောက်ကနေ့တိုင်းဖြတ်နေတဲ့တံတားလဲပြက်စီးပြီးရေထဲမျောသွားပြီလို့ပြောခဲ့ပါတယ်။ဇွန်လ24ရက်နေ့မှာခရိုင်ထဲကရွန်းချင်တံတားဟာလဲရေကြီးမှုဒဏ်ကြောင့်ပြိုကျခဲ့ပါတယ်။တံတားရဲ့ပြက်စီးတွေကို ရေစီးတံတဲ့မြစ်ကမျောပါသွားခဲ့ပါတယ်။ဒီတံတားကိုចောင်းသား2000ကနေ့တိုင်းចောင်းသွားចောင်းပြန်အတွက်အသုံးပြုနေကြတာပါ။ဒီရေကြီးမှုကြောင့်ရုံကျန်းခရိုင်တစ်ခုလုံးမှာလျှက်စစ်မိနဲ့ဆက်သွယ်ရေးတွေပြတ်တောက်ခဲ့ပါတယ် လူပေါင်းတသိန်းကျော်ရေပေးတင်ခဲ့ပြီးလူတွေပါတဲ့ရင်တချို့ရေထဲမျောပါသွားတယ်လို့တန်တရားရှိခဲ့ပါတယ်။အကြီးဆုံးဈေးဝယ်စံနာဖြစ်တဲ့ချုံချီဖော်ကျွန်းပလာဇာလည်းရေအောက်မြုပ်ခဲ့ပါတယ်။အောက်ထပ်မြင်ကြီးဓာတ်တွေရေလွှမ်းခဲ့ပြီးမြို့ရဲ့အကြီးဆုံးဈေးဝယ်စံနာကြီးတွေရေအောက်မြုပ်သွားတာကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကရွှန်းတန်း20ကျော်လောက်ရှိမယ်လို့ပြောကြားခဲ့ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းရုံချန်းခရိုင်ရဲ့နေရာတော်တော်များများမှာရေမြုပ်နေတဲ့မြင်ကွင်းတွေကိုတွေ့ရပါတယ်။ရေက တတရထက်အထိကက်နေတာကြောင့်အခြေအနေဘလောက်ဆိုးလဲဆိုတာမြင်သာပါဗျ။ရေစီးကပြင်းထန်လို့တော့အဆောက်အုံတွေထဲကိုရေရီအချိန်နဲ့ဝင်ရောက်လာပြီးကားအများပြားလည်းမြေအောက်ကားပါကင်တွေထဲမျောပါသွားခဲ့ပါဗျ။လူတော်များများလည်းသူတို့ရဲ့မိသားစုဝင်တွေပိတ်မိနေတာပျောက်ဆုံးနေတာကြောင့်မှတ်ချက်တွေပေးပြီးအကူအညီတွေတောင်းခံနေကြပါဗျ။ဇေဝစင်တာဝင်ဝမှာရှိတဲ့ Bubble Tea ဆိုင်ပိုင်ရှင် Mr. Zoo ကလည်းသူ့ရဲ့ဖြစ်ကိုပြောပြခဲ့ပါဗျ။ သူဟာဆိုင်ကိုမေလ23ရက်နေ့မှာမှစဖွင့်ခဲ့တာဖြစ်ပြီးဇွန်လအစောပိုင်းမှာ ကုန်ကျန်းတွေအတွက်ရွှန်းထောင်ပေါင်းများစွာရင်းနှီးထားခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့ခံမှန်းခြေဆုံးရှုံးမှုကတော့ရွှန်း8000နီးပါးလောက်ရှိတယ်လို့ဆိုပါတယ်။ပထမတက်ဆိုင်ပိုင်ရှင်တူကတော့သူ့ဆိုင်ရဲ့မျက်နှာချက်ပျက်စီးပြီးပစ္စည်းအလုံးနီးပါးပျက်စီးသွားပြီလို့ပြောပါတယ်။သူကအခုတော့ဆုံးရှုံးမှုအချို့ကိုပြန်ရအောင် ကြိုးစားနေပါတယ်။အသက်32ရှိပြီဖြစ်တဲ့ Mr. Wan ကတော့ပြီးခဲ့တဲ့နှစ်ကသူ့ဇာတိကိုပြန်ပြီးစီးပွားရေးဆောက်လုပ်ခဲ့တာပါ။ လာဇာမှာ20စတူယန်မီတာရှိတဲ့ဆိုင်ကန်းကိုငှားပြီးပြင်ဆင်မှုအတွက်ယွမ်3000ကျော်ရင်းနှီးထားခဲ့ပါတယ်။အခုတော့အားလုံးရေဘေးကြောင့်ပျက်စီးသွားပါပြီ။ဆုံးရှုံးမှုကကြီးမားပေမဲ့ကျွန်တော်တို့ဘေးကင်းနေဖို့ကအရေးကြီးဆုံးပဲလို့အားမလို့အားမရပြောခဲ့ပါတယ်။နောက်ထပ်ကုန်တဲ့တူကလည်းဒီဒေတာမှာဆိုင်3ဆိုင်ပိုင်ပြီးဒီလောက်ကြီးမားတဲ့ဆုံးရှုံးမှုမျိုးမမျှော်လင့်ခဲ့ဘူးလို့ပြောခဲ့ပါတယ်။ရုံချမ်းခရိုင်ကဆိုင်မျိုးမျိုးဟာဒီရေကြီးမှုမှာအကြီးကျယ်ဆုံးရှုံးခဲ့ကြပါတယ်။ ဘလော့ဂါတအူးရဲ့မူကြိုးကြောင်းဆိုရင်လဲရွမ်းတန်းပေါင်းများစွာအကုန်ခံပြီးပြင်ဆင်ထားကရေထဲမျောပါသွားခဲ့ပါတယ်။မြင်းငွင်းကရှုပ်ထွေးပြီးလမ်းတွေပေါ်မှာရှွန့်ထူထူတွေဖြစ်နေပါတယ်။လူတယောက်ရေဘေးကနေအသက်ရှင်ဖို့ခေါင်းမိုးပေါ်တက်ဖို့ကြိုးစားနေတာကိုလည်းဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ခရိုင်ထဲကမြို့တစ်မြို့ကရွာသားတအူးဖြစ်တဲ့မစ္စတာရှားကရေကအယမ်းမြန်လာလို့ကြောက်စရာကောင်းတယ်လို့ဆိုပါတယ်။သူတို့အိမ်တွေမျောပါသွားပြီးလေအိတ်ကရာနဲ့ချီရေလွှမ်းခဲ့ပါတယ်။ လယ်ထဲမှာရှိတဲ့ငါးတွေလည်းအကုန်မျောပါသွားတာကြောင့်ဆုံးရှုံးမှုကတော်တော်ကြီးမာပါတယ်။ရေပြန်ကျသွားတဲ့အခါအိမ်ထဲမှာရှုံတွေပဲပြည့်နေတယ်လို့လည်းသူကပြောခဲ့ပါတယ်။သူကတလားအကြာမှာရေကြီးမှုတစ်ခုထပ်ဖြစ်ခဲ့ပြီးလူတစ်ယောက်ရေထဲမျောပါပြီးအသက်ဆုံးရှုံးခဲ့တယ်လို့လည်းထပ်ပြောခဲ့ပါတယ်။ဇွန်လ24ရက်နေ့မှာရုံကျန်းခရိုင်မှာရက်စမီနဲ့အင်တာနက်ပြတ်တောက်မှုတွေပြင်လမ်းပိတ်ဆို့မှုတွေလည်းရှိခဲ့ပါတယ်။ရွာကဘောလုံးကွင်းဆိုရင်10မိနစ်တွင်ရေ2မီတာအထိမြုပ်သွားခဲ့ပါတယ်။ အာကစားကွင်းကနေထိုင်သူမစ်စ်ယန်ကမိုးကမနက်အစောကြီးကတည်းကစရွာပြီးမနက်မိုးလင်းတော့ဘောလုံးကွင်းတစ်ခုလုံးရေမြုပ်နေပြီလို့ဆိုပါတယ်။အနီးနားကအောက်ထပ်တိုက်ခန်းတွေလည်းရေမြုပ်ပြီးလူတွေအိမ်တန်းကနေမထွက်နိုင်ဖြစ်ခဲ့ရပါတယ်။ဒီရေကြီးမှုရဲ့ရေစီးနှုန်းကတစ်စက္ကန့်ကို11360ကုဗမီတာအထိရှိခဲ့ပြီးရေလောင်တမန်ကနေရေလွှတ်လိုက်သလိုမြင့်ဝင်းဖြစ်ခဲ့ပါတယ်။ရေဘေးကြောင့်လူပေါင်း8000ကျော်ဘေးလွရာကိုရွှေ့ပြောင်းခဲ့ရပါတယ်။ ဒေသခံတွေကသူတို့တသက်ဒီလိုရေကြီးတာတစ်ခါမှမမြင်ဘူးဘူးလို့ပြောခဲ့ကြပါဗျ။ဇွန်လ24ရက်နေ့ည7:00နာရီထိလူပေါင်း33000ရေပေးတင်ခဲ့ပြီးရေမျက်နှာပြင်အမြင့်ဆုံးက1954ခုနှစ်ကစံတင်ကိုချိုးခဲ့တာကြောင့်290အတွင်းအဆိုးဆုံးရေပေးဖြစ်ခဲ့ပါဗျ။ဇွန်လ26ရက်နေ့မနက်ပိုင်းထိတရဝင်းသေဆုံးသူ6ဦးရှိတယ်လို့သတင်းထုတ်ပြန်ထားပေမဲ့အပြင်လူတွေကတော့အမှန်တကယ်အရေအတွက်ကပိုများနိုင်တယ်လို့ယုံကြည်ကြပါဗျ။ ်ဘေးအန္တရာယ်သင့်တဲ့နေရာတွေကကဘာပြတ်တယ်လို့ဖြစ်နေပြီးအဆိုးဆုံးနေရာတွေကအပြတ်အစီးတွေဖြစ်သွားခဲ့ပါတယ်။ရပ်ပေါင်းများစွာရေမရှိ မီးမရှိအစားတောင့်တဲ့နေထိုင်မှုနေရာကအဓိကပြဿနာတွေဖြစ်နေပါတယ်။ဇွန်လ25ရက်နေ့မှာတော့ခရိုင်ရဲ့မြို့တစ် area မှာရေပြန်ကျသွားခဲ့ပြီးမြေမြို့ငယ်လေးကတော့အပြတ်အစီးတွေပဲကျန်ရခဲ့ပါတယ်။ဖုန်းလိုင်းတွေပြတ်တောက်နေပြီးဟိုတယ်တွေစားတောက်ဆိုင်တွေစူပါမားကတ်တွေအကုန်ပိတ်ထားပါတယ်။လမ်းတွေပေါ်မှာ10စင်တီမီတာလောက်ရှိတဲ့ရှွန့်ထူထူတွေဖုံးလွှမ်းနေပါတယ်။ ရေဘေးတံကြောင့်မြို့နေလူမှုအများပြားဟာခရိုင်မြို့ကနေဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြပါတယ်။လမ်းမတွေပေါ်မှာကားတွေပြုံတိုးနေတာကြောင့်ကြီးမားတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒေသခံတွေကတော့မြို့ထဲမှာဆက်နေလို့မဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်နေပြီလို့ပြောဆိုကြပါတယ်။ဒါကြောင့်ရေမမြုပ်ခဲ့တဲ့မြေပိုမြင့်တဲ့နေရာတွေမှာရန်နာထားတဲ့ကားတွေအလုံးအလှင်ပြန်ထွက်ခွာခဲ့ကြပါတယ်။ရုံချမ်းခရိုင်က Mix Hong ရဲ့ပြောပြချက်အရရေကျသွားပြီးနောက်မှာမြေငင်းကဆိုးရွားလှပါတယ်။ ဒီနေ့မှပဲအမိုက်တွေစပြီးရှင်းကြတာလမ်းတွေကအနံ့ဆိုးတွေထွက်နေပြီရေရောမီရောမရှိသေးဘူးစားတော့ဆိုင်တွေအားလုံးပိတ်ထားလို့ဘာမှဝယ်လို့မရဘူးတန်းငွေအိုးတွေတော့ကွမ်းရှိကိုမျောပါသွားပြီခောက်ဆွဲကြောက်တောင်မရှိတော့ဘူးအစားတော့ပြတ်နေလို့ဇာတိကိုပဲပြန်တော့ဖို့ဆုံးဖြတ်လိုက်တယ်လို့သူမကပြောပြခဲ့ပါတယ်လမ်းမတွေပေါ်မှာရှိတဲ့ဆိုင်ပိုင်ရှင်တွေဟာရှင်တွေရှင်းလင်းဖို့ကြိုးစားနေကြပါတယ်ဒါပေမဲ့ရှင်တွေက30စင်တီမီတာလောက်ထူနေတာကြောင့်ရှင်းလင်းရေးလုပ်ငန်းကအလွန်နှေးကွေးနေပါတယ် ရှုံနေကြမှာတော့အိမ်တွေထဲကနေမျောပါလာတဲ့ပစ္စည်းမျိုးစုံကိုပော့ပွားရရပြန့်ကျဲနေပါတယ်။အောက်ထပ်ဆိုင်တွေဟာရေတံကိုအစိုးဆုံးခံခဲ့ရပါတယ်။လူတွေဟာပေါင်းမီတွေခောက်တင်ပြီးတချို့ကခြေပလာနဲ့တချို့က rubber boot ဖနက်ရှီတွေဝတ်ဆင်ပြီးရှုံနေကြတဲ့မှာအသုံးပြုလို့ရနိုင်တဲ့ပစ္စည်းတွေကိုစိတ်ရှည်လက်ရှည်ရှာဖွေနေကြပါတယ်။ပျက်စီးသွားပြီဖြစ်တဲ့ပစ္စည်းတွေကိုတော့လွှင့်ပစ်နေကြပါတယ်။မျက်နှာတိုင်းမှာတော့ပင်ပန်းနွမ်းနေမှုနဲ့ဝမ်းထဲကြေကွဲမှုတွေကိုအထင်အားတွေ့မြင်ရပါတယ်။ လူတယောက်ကဆိုရှယ်မီဒီယာမှာ municipal ရေဆိုးထုတ်စနစ်တွေကအသုံးမဝင်တာကိုနားလဲပါတယ်။တဘာဝဘေးရနေရဆိုတာနားလည်နိုင်ပါတယ်။ဒါပေမဲ့ဘေးရနေရပြီးတိုင်းစစ်ဆေးလိုက်ရင်ဆုံးဖြတ်ချက်နှေးကွေးတာကြိုတင်သတိပေးစနစ်မရှိတာအခြေခံအဆောက်အအုံအားနည်းတာတွေကအများကြီးရှိနေပါတယ်။ဒါတွေကလူလုတ်အကြောင်းတရားတွေပါ။တကယ်ကြောက်စရာကောင်းတာကရေဘလောက်မြန်မြန်တက်လာလဲဆိုတာမဟုတ်ပါဘူး။ဒေတာခန်အစိုးရကတာဝန်ရှောင်တာပါလို့မှတ်ချက်ပေးခဲ့ပါတယ်။ ။နောက်ထပ်အကြီးအကျယ်ရေးပေးတဲ့နေရာကတော့ရုံချမ်းအောက်ပိုင်းမှာရှိတဲ့ကွန်ချမ်းခရိုင်ဖြစ်ပါတယ်။ဇွန်လ24ရက်နေ့မှာမိုးစတိုက်ရွာလာနဲ့ရေလောင်တမန်ကရေလွှတ်တာကြောင့်ကွန်ချမ်းခရိုင်ကိုကြီးမားတဲ့ရေပေးတံခံခဲ့ရပြီးအပြက်စီးတွေကလည်းအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ကွန်ချမ်းခရိုင်ကရေပေးတဲ့သူမစ္စတာချန်ကတော့မီးရောရေရောမရှိတော့ဘူးလို့ဆိုပါတယ်။မြေပေးကကားဟောင်းတွေအများပြားရေမြုပ်သွားခဲ့ပါတယ်။ရေကအရမ်းမြန်မြန်ပြန်လာလို့မွှေ့နိုင်လိုက်ဘူးလို့ပြောခဲ့ပါတယ်။ ရေမြင့်သုံးတရားကဒုတိယထပ်အထိရောက်ခဲ့ပြီးသူ့အိမ်တွေလုံးဝရေမြုပ်ပြီးပစ္စည်းအလုံးပျက်စီးခဲ့ပါတယ်။သူ့ရဲ့အသက်ကြီးတဲ့မိသားစုဝင်တွေအတွက်ခေါင်းတလားနှစ်ခုရှိတာလဲရေထဲမျောပါသွားတယ်လို့ပြောခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းတွေမှာလည်းဂိုဒေါင်တွေထဲကုန်ပစ္စည်းတွေအများကြီးရှိလို့အကြီးအကျယ်ဆုံးရှုံးကြမှာပါလို့သူကပြောခဲ့ပါတယ်။နောက်ထပ်နေထိုင်သူတို့အုပ်ဖြစ်တဲ့မိဇောင်းကတော့ရေလောင်တမန်ကနေရေလွှတ်လိုက်တာကြောင့်ရေကဒုတိယအထိထပ်ထိရောက်သွားတယ်လို့ဆိုပါတယ်။ စိတ်ခံတရားနာကတစ်သားအိမ်တွေမျိုးပါသွားခဲ့ပါတယ်။စီးပွားရေးစားဖို့အတွက်ချင်းငွေယူထားတဲ့ဆိုင်းပိုင်းရှင်တွေကလည်းအကုန်ငိုကြွေးနေကြပါတယ်။ရေပြန်ကျသွားတဲ့အခါရှုံတွေအများကြီးကျန်နေပြီးလမ်းတွေကဖြတ်လို့မရတော့လို့ပိတ်ထားရပါတယ်။အစိုးရရဲ့လေဝတ်ချက်တွေထဲမှာဇွန်လ23ရက်နေ့ကစန်တူခရိုင်ကမြစ်တရားတစ်စင်းပြိုကျတာကအဆိုးဆုံးဖြစ်ပါတယ်။အ ਨੇ ဆုံးကားငယ်နှစ်စီးရေထဲကျသွားပြီး truck ကားကြီးတစ်စီးရဲ့ရှေ့ပိုင်းက မြေပြင်ထပ်30မီတာလောက်မှာချိတ်မိနေခဲ့ပါတယ်။ ရင်မောင်းကကားထဲမှာပိတ်မနေပြီးလွတ်မြောက်ဖို့ရုန်းကန်နေရတာကိုနှစ်နာရီနီးပါးကြာမှကယ်ဆယ်နိုင်ခဲ့ပါတယ်။အဖြစ်ပြက်ဖြစ်တဲ့တောင်တန်းဒေသမှာဖုန်းလိုင်းမရှိတာကြောင့်ရင်မောင်းကအော်ဟစ်အကူအညီတောင်းနေရတယ်လို့ဗီဒီယိုမှာတွေ့ရပါတယ်။ရေကတရားကိုထိတဲ့အခါပြင်းထန်တဲ့အတန်တွေထွက်လာခဲ့ပါတယ်။မျက်မြင်သက်သေတဦးရိုက်ထားတဲ့ဗီဒီယိုမှာမီတာ100လောက်ရှိတဲ့ပင်မတရားတိုင်တွေဟာအုတ်ခဲပုံလိုပြိုကျသွားပုံကိုပြသထားပါတယ်။ကွန်ကရစ်အဆောက်အုံကလည်းရေနောက်ကြီးတဲ့ချက်ချင်းမြုပ်သွားခဲ့ပါတယ်။ ဲ့ဒီချိန်မှာတရားပေါ်မှာရင်တွေဖြတ်နေတော့မှာပဲတရားမပြိုခင်မှာကားအများပြားနောက်ပြန်ဆုတ်ပြီးထွက်ပြေးနိုင်ခဲ့ပါတယ်ဒီတရားပြိုကျမှုကြောင့်ယူနန်ဂူအိုနဲ့ကွမ်းရှီပြည်နယ်တွေကအဓိကလမ်းမကြီးတွေပြတ်တောက်သွားပြီးလူထောင်ပေါင်းများစွာပိတ်မိနေခဲ့ပါတယ်မိုးစတိုက်ရွာကြောင့်တောင်ကျချောင်းရီတွေဖြစ်ပေါ်ခဲ့ပြီးတရားပြိုကျမှုကြောင့်ဖြစ်ပေါ်လာတဲ့မြေပြိုမှုကမြစ်အန္တရာယ်ကိုပိုဆိုးစေခဲ့ပါတယ်လူတအူးကပြိုကျတာတရားတစ်စိမ့်နဲ့မဟုတ်ဘူး နှစ်40ကြာပုတ်နေတဲ့အမြစ်တွေပေါက်ကွဲထွက်တာပါအကျင့်ပြတ်ခြားစားတဲ့စနစ်နဲ့အရေးချင်းမရှိတဲ့အရာရှိတွေကြောင့်ဖြစ်တဲ့နိုင်ငံလုံးဆိုင်ရာဘေးအန္တရာယ်ပါလို့မှတ်ချက်ပေးခဲ့ပါတယ်ဂူဂျိုးပြင်ကွမ်းရှိမှရှိတဲ့မြစ်တွေအများပြားလဲသတိပေးအဆင့်ကိုကျော်လွန်ခဲ့ပါတယ်ဇွန်လ24ရက်နေ့မှာကွမ်းရှိစံကျန်းခရိုင်မှာရေကြီးမှုပြင်းထန်ခဲ့ပြီးလူတယောက်ရေထဲပိတ်မိနေတာကိုဒရုန်းနဲ့အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပါတယ်စံကျန်းခရိုင်ကရွာတရာကနေထိုင်သူတို့ကရေကအရန်ကြောက်စရာကောင်းတယ်လို့ဆိုပါတယ် ်ရေက10မိနစ်တိုင်းမြန်မြန်တက်နေပြီးအနည်းဆုံး3မီတာထိတက်မယ်လို့မျှော်မှန်းထားပါတယ်။အောက်ပိုင်းကအိမ်တွေကရေမြုပ်သွားပြီဖြစ်ပြီးလျှက်စစ်တအားရေမြုပ်တဲ့အတွက်မီးတွေလုံးဝပြတ်တောက်နေတယ်လို့ပြောခဲ့ပါတယ်။ကြွားတစ်ခုလုံးရေပေါ်အခြေအနေဖြစ်နေပြီးလူတိုင်းပစ္စည်းတွေရွှေ့ကြပြီးလမ်းတွေပိတ်နေပါတယ်။သူ့အိမ်ကနည်းနည်းမြင့်တဲ့နေရာမှာရှိလို့ရေက9မီတာ6မီတာလောက်တက်လာပြီးသူ့အိမ်နားထိအန္တရာယ်ရှိသွားကတ်လာခဲ့ပါတယ်။ဝမ်းရှိတာနူးခဲမှာလည်းရေတွေနောက်ပြန်စည်းဝင်ခဲ့ပြီး ယုံနယ်ကူကူကအနည်းနဲ့အများထိခိုက်ခဲ့ပါတယ်။ဇွန်လ26ရက်နေ့မှာကွမ်းရှိပြည်နယ်ဒိုလန်မြို့မှာမြေပြိုမှုဖြစ်ခဲ့ပြီးအိမ်တွေနဲ့ယင်တွေပျက်စီးခဲ့ပါတယ်။အွန်လိုင်းမှာပြန့်နှံ့နေတဲ့ဗီဒီယိုတစ်ခုမှာတော့လူလင်အဆောက်အုံတွေနဲ့ကားပြင်ဆိုင်အနီးကတောင်ကုန်းကနေမြေပြိုကျလာပုံကိုပြသထားပါတယ်။ကြောက်တုံးတွေပြိုကျလာပြီးရပ်ထားတဲ့ကားတွေနဲ့ယာယီတံတားတွေကိုချိန်မွသွားစေုံသာမကအိမ်တွေရဲ့နေရန်တွေကိုပါထိမှန်ပြီးတိုင်တွေမှာအကွဲကြောင်းတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ယူရာကိုကိုယ်တိုင်တွေ့ခဲ့ရတဲ့ဒေတာကန်တယောက်ကကျွန်တော်အိမ်ကဘေးအိမ်ဆိုတော့တည်တည်လေးပဲလွတ်တာဗျာမြေကြီးကအကြာကြီး၆တွေ့နေပြီးမှ မိုးတဲထန်စွာရတော့မြေပြူရာကအဖြစ်ကိုဖြစ်တာပဲဒီလိုမြေပြူရာကလည်းအကြိမ်ကြိမ်ဖြစ်နေတာတကယ်ကိုအန်ဒီရဲများပြီးတစ်ခါထက်တစ်ခါပိုဆိုးလာတယ်လို့ပြောပါတယ်ဇွန်လ19ရက်နေ့ကစပြီးကွမ်းရှိပြည်နယ်တုံလန်းခရိုင်မှာမိုးရေတဲထန်စွာရွာသွန်းခဲ့ပါတယ်ခရိုင်တဲကမြို့နယ်၉ခုမှာရှိတဲ့စခန်း၁၈ခုမှာ စုစုပေါင်းမိုးရေကြိမ်250မီလီမီတာကျော်လွန်ခဲ့ပြီး၃နာရီအတွင်းအများဆုံး165မီလီမီတာထိရွာခဲ့တာကြောင့်တမိုင်းဝင်ဆန်းကျင်ကိုချိုးခဲ့တယ်လို့ဆိုပါတယ်ဒီလိုမိုးရွာတာကြောင့်ခရိုင်တွေကမြို့နယ်14ခုမှာတီးနှံတွေအိမ်တွေနဲ့လမ်းတွေအကြီးအကျယ်ပျက်စီးခဲ့ရပါတယ်ရေလောင်တမန်တွေကရေလွှတ်တာကရေဘေးရဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့ရွာသားတွေကထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်တရုတ်နိုင်ငံရဲ့ဒေသတော်တော်များများမှာဝိုးစက်တိုက်ရွာတာကြောင့်ရေလောင်တမန်ကြီးတွေရေလွှတ်ခဲ့ရပြီး မြစ်လယ်ပိုင်းနဲ့အောက်ပိုင်းမှာရေကြီးမှုတွေပိုဆိုးခဲ့ပါတယ်။ရေမကြာခဏလွတ်တာကလူတို့ရဲ့မကြေနပ်မှုကိုပိုတိုးပွားစေပါတယ်။ဂူကျိုးနဲ့ဟူနန်မှာရှိတဲ့ရေအားလျက်စစ်ခန်းတွေကတပြိုင်တည်းရေလွတ်ခဲ့တာကြောင့်ရေကြီးမှုကြီးမားစွာဖြစ်ပြီးအိမ်တွေကားတွေလယ်မြေတွေအများအပြားရေမြုပ်ခဲ့ပါတယ်။အမဲလိုလိုဒေသခံအာဏာပိုင်တွေကဒီရေဘေးကိုသဘာဝဘေးအန္တရာယ်လို့သတ်မှတ်ခဲ့ပြီးဂျာသူနှစ်တွင်တခါသာရွာတဲ့မိုးရွာသွန်းမှုလို့ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ဒေတာကန်တွေကရေလောင်တမန်တွေကကြိုတင်အသိမပေးဘဲရေလွတ်လို့ရေကြီးတာလားဆိုပြီးမေးခွန်းထုတ်ခဲ့ကြပါတယ်။ဇွန်လ24ရက်နေ့မှာ Guin Ro ဝောင်ကျန်းခရိုင်မှာမိုးတဲထန်စွာရွာလာကြောင်းမြေရေမြ мян တက်လာပြီးခရိုင်မြို့တစ်ခုလုံးရေ9မီတာနီးပါးထိလှည့်မြန်စွာမြုပ်သွားခဲ့ပါတယ်။အောက်ပိုင်းဒေတာကအိမ်တွေအောက်ထပ်တွေကဆိုရင် လုံးဝနီးပါးရေမြုပ်သွားပြီးကားတွေလည်းရေမြုပ်ပြီးမျောပါသွားခဲ့ပါတယ်။ ဒေတာကန်တွေကဒီလိုမျိုးကြီးမားတဲ့ရေကြီးတာကိုတခါမှမမြင်ဘူးလို့ပြောခဲ့ပါတယ်။ရေကပုံမှန်တက်လေရှိပေမဲ့ဒီလိုပြင်းထန်တာမျိုးမဟုတ်ဘူးလို့သူတို့ကအရှင်းပြပါတယ်။အထက်ပိုင်းကရေလွတ်တာကြောင့်သာဒီလိုဖြစ်ရတာလို့လည်းပြောခဲ့ပါတယ်။နောက်တစ်ဦးကတော့ဘေးရန်ရဲ့ကယ်ဆယ်ရေးသတင်းတွေမရှိတော့တာကိုမကြေမနက်ပြောခဲ့ပါတယ်။ဇွန်လ23ရက်နေ့ကစပြီးကွမ်းရှီရဲ့နေရာတော်တော်များများမှာမြေပြိုရာနဲ့လမ်းတွေပြိုကျတာတွေဖြစ်ခဲ့ပြီးရွာသားတွေကိုယ်တိုင်အပြက်စီးတွေကိုရှင်းလင်းခဲ့ကြပါတယ်။ ရေလောင်တမန်ကအန္တရာယ်ရှိကြောင်းသတိပေးပြီးနောက်ရွာသားတွေကတောင်ပေါ်လမ်းကနေထွက်ပြေးဖို့ကြိုးစားရင်းလဲကျတန်းရရခဲ့ပါတယ်။ခက်ခက်ခဲခဲရုန်းကန်ပြီးနောက်မှာတော့သူတို့ခရိုင်မြို့ကိုပြန်ရောက်ခဲ့ပါတယ်။ဒါနုခရိုင်ကရွာသားလီဝမ်ကရေလောင်တမန်ကရေလွှတ်လိုက်တဲ့အခါရေတွေကဆင်းလာပြီးလဲရီအကုန်လုံးမျောပါသွားတယ်လို့ဆိုပါတယ်။တီးနှံတွေလည်းပျက်စီးပြီးသူ့အိမ်လည်းပြိုတော့မလို့ဖြစ်နေပါတယ်။မီးမရှိရေမရှိပိုက်တွေလည်းအကုန်ကျိုးကုန်ပြီလို့သူကပြောခဲ့ပါတယ်။ လမ်းပေါ်မှာကြောက်တုံးတွေ1မီတာ2မီတာအထိပုံနေတယ်လို့လည်းသူကပြောခဲ့ပါတယ်။ကြီးလောင်တမန်မှာလည်းအကွဲတောင်းတွေရှိပြီးအရန်အန္တရာယ်များကအချိန်မရွေးပောက်ကွဲနိုင်တယ်လို့ပြောခဲ့ပါတယ်။ဟူနန်ကလည်းအစိုးဆုံးဒေသတွေထဲမှာပါပါတယ်။ဟူနန်ပြည်နယ်ရေအရင်းမြစ်ဌာနရဲ့နောက်ဆုံးအချက်အလက်တွေအရဇွန်လ22ရက်နေ့အထိပြည်နယ်တွေကကြီးလောင်တမန်330ခုရေရှမ်းခဲ့ပြီးမြို့ခဏမြို့ထိခိုက်ကလူပေါင်း၄သိန်းကျော်ကြေးပေးသင့်ခဲ့ပါတယ်။ ကြမ်းကြားကမြို့နယ်အတော်များများရေမြုပ်ပြီးပင်လယ်ပြင်လိုဖြစ်သွားခဲ့ပါတယ်။ရေကနှစ်ရက်ဆက်တိုက်မကျဘဲရှိနေခဲ့ပြီးရွာသားတွေလည်းအစိုးရအကူအညီမရတာကြောင့်အသက်ရှင်တန်ဖို့အတွက်ကိုယ့်ဘက်သားမြေမြင့်တဲ့နေရာကိုရွှေ့ပြောင်းခဲ့ရပါတယ်။ရေရင်းမြစ်ကျွမ်းကျင်သူတို့ကတော့တရုတ်အစိုးရရဲ့ရေလွှတ်မှုဟာရေဘေးရဲ့အဓိကအကြောင်းရင်းတွေကတစ်ခုဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။အာနာပိုင်းကရေလောင်တမန်ဆောက်တာဟာမိုးခေါင်တာနဲ့ရေကြီးတာကိုထိန်းချုပ်နိုင်တယ်လို့ပြောပေမဲ့ တကယ်တမ်းမှာတော့မိုးခေါင်ချိန်မှာရေကိုတိုးလောင်ပြီးမိုးရွာချိန်မှာရေလွှတ်တာဖြစ်ပါတယ်။အစိုးရကအမိန်ပေးပြီးရေလွှတ်တာလို့ခေါ်ပေမဲ့မကြေညာပဲလွှတ်တာကပုံများပါတယ်။ဘာကြောင့်လဲဆိုတော့တောင်ဝင်ငံတွေကရေကာတာရဲ့အရေးသွေးမကောင်းတာကိုသိပြီး ပြိုကျမှာကိုကြောက်တာကြောင့်ကြိုပြီးရေလွှတ်လိုက်တာလို့သူကပြောပါတယ်။တရုတ်မိုးလေဝသကျွမ်းကျင်သူကိုင်ရှန်ကန်ကမိုးစတိုက်ရွာလို့မြေပြိုပြီးတံတားကြီးတစ်စင်းပြိုကျတာလို့ပြောခဲ့ပါတယ်။တရုတ်ဆိုရမီဒီယာကတော့အကြောင်းရင်းက နှစ်90အတွင်းတကြိမ်သာရွာတဲ့မိုးရွာသွန်းမှုကြောင့်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ရာသူနှစ်စီမံကိန်းလို့ခေါ်တဲ့စီမံကိန်းတွေတောင်မှဒီမိုးတံကိုမခံနိုင်တာကပိုအရေးကြီးပါတယ်။ဒီနေရာနဲ့တဘာဝပတ်ဝန်းကျင်ကိုထည့်မတွက်ပဲစောက်ထားတဲ့ဒီလိုစီမံကိန်းတွေမှာတရုတ်မှာဘလောက်မှာဘလောက်ရှိနေအောင်မလဲ။စီးပွားရေးကြာဆင်းပြီးဒေသန္တရအစိုးရရဲ့ဝင်ငွေတွေညော့နေလာတာကြောင့်အများပြည်သူတို့အဆောက်အုံတွေထိမ့်သိမ့်ဖို့ရန်ပုံဝင်မရှိတော့တဲ့ဘေးရည်နေရာတွေပိုများလာတယ်လို့သူကပြောခဲ့ပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။